င်ပါနောက်ထပ်မေးခွန်းတစ်ခုကတော့နတ်တွေနဲ့ဂျမာတွေနဲ့ကဘလို့တကိုးရှိပါလဲရှင်ဗျာဘာတွေရောကွာခြားမှုရှိပါလဲရှင်ဗျာနတ်နဲ့ဂျမာတွေကနတ်နဲ့ဂျမာတွေကအကြောင်းတရားလုပ်ကြတာချင်းဆိုရင်နတ်ကဒါနနဲ့သီလပဲလုပ်တယ်မှန်ပါဗျာဂျမာကတော့သမထချင်းစင်ဘာဝနာကုသိုလ်ထီအောင်ဆိုတော့မှန်ပါဗျာသူကအသက်ပိုးရှည်တယ်နော်ဘဝမှာအသက်ပိုးရှည်တယ်နတ်တွေတဲ့စာပေါင်းများဆိုအသက်ရှည်တယ်ကဘာချီပြီးတော့အသက်ရှည်တယ်မှန်ပါဗျာ ီးတော့အစွမ်းတကိုးကြတော့လေလက်တွေတဲ့ပို့ပြီးတော့အစွမ်းတကိုးကြီးတယ်မှန်ပါတယ်ကြီးတယ်ဆိုတာသူ့ရဲ့အရှိန်ဟိုတောက်ပါမှုကလက်တွေတဲ့အဲဆိုတာအလုံးနဲ့ပေါ့မှန်ပါဗျာအဲ့တော့တကိုးလို့ဆိုဒီမှာသူတို့ရဲ့စွမ်းဆောင်မှုကိုပြောတာမှန်ပါဗျာစွမ်းဆောင်မှုကိုပြောတာမှန်ပါဗျာအဲ့တော့သူတို့ကုသိုလ်ကောင်းမှုကလည်းပဲကွာခြားသည့်အတွက်ကြောင့်နတ်ဒီရဲ့အစင်လာမှုလပ်ပါတဲ့အာယုန်ဤတွေ့ရှိရမှုဒီအတန်ဤကြားရမှုအနတ်ဤရှုရမှု အရသာခံစားရမှု အထီးတွေကောင်းမှုနောက်တစ်ခါဒီအသက်ရှိမှုခွန်အားရှိမှုချမ်းသာမှုစွမ်းတကူဒီရှိရအာယုနာဒုက္ခပလပေါ့နော်မှန်ပါဗျာအဓိပတိယလို့ဆိုရဲအစိုးရမှုအဲ့ဒီအတိုင်းတာတွေကညာစွာကွာခြားကြတယ်မှန်ပါဗျာဥပမာမဲ့လူလူချင်းပြောရမယ်ဆိုလို့ရှိရင်ပတ်စံရှိတဲ့လူနဲ့မရှိတဲ့လူဟာဘာကွာခြားလဲ အဲ့ဒါလေအလုပ်တစ်ခုလုပ်တာကိုစွမ်းတကိုးလို့ပဲခေါ်တာပဲမှန်ပါဗျာအဆန်ရှိတဲ့လူကဟုတ်လားကိုချမ်းအောင်နေနိုင်နေမှန်ပါဗျာဟိုစီးစီးတဲ့ရင်ပဲဖြစ်စေနေထိုင်တာပဲဖြစ်စေပတ်သက်ရှိတဲ့လူကအားလုံးဟိုဒါမှချမ်းသာတယ်အကုန်လုံးနိုင်တယ်ပတ်သက်မရှိတဲ့လူကအဲ့ဒါတွေအတွက်သူခက်ခဲတယ်မှန်ပါဗျာအဲ့ကြောင့်ဟိုနန်းနေပြမနေရလည်းပဲဟိုစွမ်းတကိုးခြင်းမတူကြဘူးပေါ့နော်မှန်ပါစွမ်းတကိုးခြင်းမတူဘူးအချိန်ဝါခြင်း နေတဲ့ထိုင်တဲ့အဆင့်တန်းချင်းနဲ့မတူဘူးဆဲသားနဲ့ချမ်းသာတွေ့ဝတဲ့ပုဂ္ဂိုလ်ကနေထိုင်ရတာအဆင့်တန်းချင်းမတူဘူးစားသောက်ရတဲ့အဆင့်တန်းမတူဘူးအဲ့တော့နတ်တွေမှာကြတော့နတ်အထီးတို့နတ်သမီးတို့ရှိပြီးတော့ဂျမားတွေမှာကြတော့ဗျမားအမျိုးသားမျိုးသမီးခွဲပါလားရှင်အမျိုးသားအမျိုးသမီးခွဲခြားမှုဟာသူကဆင်ဆာပလက်ရှာနဲ့သက်ဆိုင်သွားတယ်သူကမှန်ပါဗျာအမျိုးသားကအမျိုးသားချင်းကြည့်နေရရင်တိတ်ပြီးတော့ဟိုရင်ကိုနဲ့မတူတဲ့အရာကိုသူကကြည့်ရမှာမျက်စိက အတန်လည်းတူတူပဲအဲမျိုးသမီးအတန်အနားလည်းပဲတူတူပဲအရသာ အထီတွေ့စွာ မတူ क्वे ပြတဲ့ဆန်ဆပ်ပရက်ရှာတွေရှိတယ်မှန်ပါဗျာမြန်မာတွေကျတော့အဲ့ဓာတွေကိုဖယ်ရှားပြီးမှသူတို့ကဇန်တရားကိုရနိုင်တော့မှန်ပါဗျာဆိုတော့ဟိုဘက်ကန်းသွားခြင်းလို့ရှိရင်ဒီဘက်ကန်းကိုလက်ဆွမ်းရမှန်ပါဗျာဒီဘက်ကန်းခွာရမယ်မှန်ပါဗျာမြန်မာဖြစ်ဖို့ဆိုတာဒီအဲ့ဒီကာမဂုဏ်အာယုန်ကိုခွာရမှာသူက မှန်ပါမှန်ပါဗျာမျက်စိကနေကြည့်ပြီးတွေ့တာမှုတွေနာအဲ့ဒါတွေအကုန်လုံးလွှတ်ရတယ်သူကစိတ်တစ်ခုတည်းကနေပြီးအာယုန်တစ်ခုပေါ်မှာဒီကြိမ်အောင်ကြိုးစားတာဆင်တန်းတာกว่าတော့ကြာဒါကြောင့်မို့လို့ဖြမပြည့်ရောက်တဲ့အခါမှာသူကကမ္မကုံအာယုန်ခံစားဖို့ဆိုတာမဟုတ်တော့ပဲနဲ့နှလုံးသားထဲမှာဒီကြိမ်အေးချမ်းမှုအဓိကထားတာဖြစ်လို့ဖြမမအဖို့မှမရှိဘူးနန္ဒီကြတော့ကံကုန်အာယုံခံစားတာဖြစ်တော့ကြောင့်သူတို့မှအဖို့မှရှိနေတယ် တယ်မှာဗျာအဖိုးကလည်းအမနဲ့မှပြောတယ်အမကလည်းအဖိုးနဲ့မှပြောတယ်တယ်မှာဗျာဒါမှပြည့်စုံတယ်လို့ဖြစ်တာပေါ့မှန်ပါဗျာနော်မှန်ပါဗျာဟိုကြတော့သူကအဲ့ဒီကာမဂုဏ်အာယုန်တွေကိုခွာပြီးမှရတဲ့နေရာဖယ်ရှားပြီးမှရတဲ့နေရာဆိုတော့သူတို့မှအဖိုးမှမဖြစ်တော့မှန်ပါဗျာ